ကဲကျွန်တော်တို့ဆက်လက်ပြီးတော့တပတ်တာအတွင်းတောက်ကြသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလျက်ရှိပါတယ်အဲ့တော့30ရက်မတ်လ2025တရင်းကုန်နေရနေပြီးတော့5ရက်ဧပြီလနောက်နေ့25စနေနေ့အထိတပတ်တာကာလအတွင်းတောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင် တောက်ကြသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်တာမှဆွင်တော့အကြက်တဲ့အခက်ခဲပူပန်စိုးရင်စရာဆိုတာမရှိတော့ဘူးလွတ်မြောက်ပြီပေါ့နော်အချင်းချက်တွေအချင်းချက်အခြေအနေကနေလွတ်မြောက်ပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ငွေကြီးအဖြစ်အချင်းချက်တွေအခက်ခဲတွေရောက်နေစဉ်ဒီတစ်ပတ်မှာတော့လွတ်မြောက်ပြီအေးအေးဆေးဆေးဖြစ်သွားပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်ကို့မှာကြုံတွေ့ခံစားနေရတဲ့အခက်ခဲပူပန်တောကမှုတွေကိုကောင်းစွာဖြေရှင်းနိုင်ပြီးမဆက်ကူညီမဲ့သူလည်းပေါ်ပြီဆိုတဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ် ပြီးခဲ့တဲ့တလားနှလားတပတ်နှစ်ပတ်မှာကိုစ조사ခဲ့တာတွေကအခုကြမှပြန်ပြီးတော့အရာထင်ပြီဆိုတော့တပတ်တာဖြစ်ပါတယ်နာမည်ကုန်သတင်းကြီးတာဟလာကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေဆွေမျိုးတွေကကိုကိုချစ်ခင်လေးစားလာတာကိုနဲ့အမြင်မတူတဲ့သဘောထားကွဲလွဲနေတဲ့အဆင်မပြေဖြစ်နေတဲ့သူတွေကပဲပြန်လဲပြီးတော့ကိုနဲ့တင့်မြတ်အဆင်ပြေတာမျိုးတွေကြုံရမယ်တပတ်တာဖြစ်ပါတယ်ပြတ်တောက်နေတဲ့အဆက်အသွယ်တွေပြန်ပြီးတော့ရတာရဝေးရနေတဲ့သတင်းသူသတင်းကောင်းကြားရတာစိတ်ချမ်းသာစရာ ကိစ္စတွေကြုံတွေ့ဖြစ်ပေါ်တာမျိုးတွေဖြစ်မယ်အဲ့တော့နာမည်ကုန်သတင်းကြီးတာဟာလားနာမည်ကုန်သတင်းတိုးတက်တာကြော်တော့အကြော်တစောဖြစ်တာမျိုးတွေလည်းဒီတစ်ပတ်တာမှာဖြစ်နိုင်တဲ့တစ်ပတ်တာဖြစ်ပါလေငွေဝင်လက်ရွှေမဲ့တစ်ပတ်တာဖြစ်တယ်ငွေချင်းနဲ့ပတ်သက်အထူးပဲကံကောင်းတယ်ဟာလားကိုယ့်ရဲ့လောက်ကန်ကြံစီတမျှဒီတစ်ပတ်တာမှာအောင်မြင်မယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါလေအဲ့တော့နာမည်ကောင်းရရတတ်တယ်သူများချီးကျူးလေးစားတာကိုခံရတတ်တယ်ဆိုတဲ့တစ်ပတ်တာကာလာမျိုးဖြစ်ပါလေမလွတ်မလပ်ကိစ္စတွေကနေလွတ်လွတ်လပ်လပ်လုံနိုင်ကြိုင်နိုင် သွားနိုင်ပြီဆိုတဲ့အတ္တာဖြစ်ပါတယ်အဲ့တော့ကောင်းသောခီးတွေလည်းကြုံရမှာပျော်ရွှင်စရာစိတ်ချမ်းမြေ့စရာခရီးကိစ္စတွေပေါ်မယ်ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါလေအဲ့တော့ကိုပိုင်လုံကရောင်းဝယ်စည်းဝါးရေးလုပ်တဲ့မိတ်ဆွေတွေဒီဘက်တာမှာပို့ပြီးတော့အရောင်းဝယ်တွေကောင်းလာတာဟဲ့လားပို့ပြီးတော့ဟဲ့လားကိုလုတာတွေကအချိုးပေးအရာထင်တာမျိုးတွေကြုံရမှာဖြစ်ပါလေကောင်းသောခီးတွေကြုံမှာဖြစ်တဲ့အတွက်အရေးကြီးခီးစဉ်ကိစ္စတွေလှုပ်ချင်းပြအောင်မြင်နိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါလေအဆက်အသွယ်တွေအဖွင့်လန်းတွေ ရရှိမဲ့တပတ်တာလည်းဖြစ်တယ်။ကောင်းသောအဆက်အသွယ်တွေဟလာအခွင့်လန်းတွေရရှိမဲ့ဆိုတဲ့တပတ်တာဖြစ်တယ်လို့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းစံပွင့်တဲ့တပတ်တာကာလာမျိုးဖြစ်ပါလေ။မသိမြတဲ့အခြေအိမ်တော်ကြီးကိစ္စတွေပြန်လည်းသိမြတ်ဖို့ရအလားတန်ရှိတယ်လို့လူငယ်များဖို့ချစ်သူရည်စားတဲ့တွေရတာအချစ်ခံရတာဆိုတာမျိုးတွေဖြစ်မယ်။အခြေအိမ်တော်ကြီးနဲ့ပတ်သက်စိတ်ပျော်ရွှင်ရတာမျိုးတွေဟလာစိတ်ချမ်းသာတာမျိုးတွေကြုံတွေ့မှာဖြစ်ပါလေ။ဂျမိုင်းနဲ့ပတ်သက်ဒူးနာတာအနှဲငယ်ဖြစ်တတ်တယ်။ဆိုရင်တော့အခြေအနေမျိုးမှာတော့မရှိဘူး။ ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်ဒီတပတ်ဒီကံကောင်းနေတဲ့ကောင်းသောတပတ်တာကာလဖြစ်တဲ့အတွက်ကြောင့်မိမိလှုပ်ခြင်းဖြစ်ခြင်းတော်ကိုစ조사ခြင်းဖြင့်အောင်မြင်နိုင်သလိုဆိုင်ကနာရုံးငန်းတွေဖွင့်မယ်အလုပ်သွားလျှောက်မယ်အင်တာဗျူးပြေမယ်အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရွက်မယ်ဟုတ်လားယာရုကိစ္စတွေလုပ်မယ်ဆိုရင်ဒီတပတ်တာမှာလှုပ်ချင်းပြအောင်မြင်နိုင်တဲ့အလုံးကံကောင်းတဲ့တပတ်တာတွေမှာပါဝင်နေပါတယ်ဒီတပတ်ကံကောင်းလက်ရွင့်ကဏ္ဍဒီတုံညရို့ကိုရို့ဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်နေရတော့ ကျင်းနီရောင်ဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေတွေတို့ပါ။